ားလုံးပဲမင်္ဂလာပါတီချန်နယ်ကជួសូលလိုက်ပါတယ်တီချန်နယ် channel လေးကတော့ great dam mess ရဲ့သင်ရိုးတွေကိုရှင်းပြထားတဲ့ video လေးတွေကို playlist အလိုက်เนาะတင်ပေးထားတဲ့ channel လေးဖြစ်ပါတယ် great dam mess ကိုဒီ channel လေးမှာဒီဝင်ရောက်လေ့လာလို့ရပါတယ်เนาะဆိုတော့အခုတီချန်ရှင်းမဲ့ video လေးကတော့ limit တန်ဖိုးရှာတဲ့เนาะမိခွန်လေးကိုချေရှင်းပြမှာဖြစ်ပါတယ် ဆိုတော့ limit တန်ဖိုးရှာတယ်ဆိုတာကလည်းရေတို့ရဲ့နေသင်္ချာအတွက်ပေါ့နော်အရေးကြီးတဲ့ဒီသင်ခန်းစာလေးဖြစ်ပါတယ်နော် grade 10ရော grade 11ရောမှာသုံးဝင်ပါတယ်အကြောင်းမို့လို့ဒီချက်ကပေါ်ယူဆိုပြီးတော့ပဲဒီဗီဒီယိုလေးကိုဖန်တီးထားတာဖြစ်ပါတယ်မင်္ဂလာပါ limit extends to infinity 3a² - 4a + 2เนาะဒါလည်းဒီချက်တော့ infinity နဲ့ limited ပူရှာရမှာပဲเนาะအဲ့တော့ shadow ရဲ့ဒီ infinity ဟာအစားသွင်းရမယ်ဆိုရင်ပိုင်းခြေမှာရှိနေရမယ်လို့เนาะဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုဒီမှာတော့เนาะ limit a stands to infinity ဆိုတာလေးကိုပြန်ရေးမယ်ပြီးရင်ဒီထဲကိန်းနှန်းထဲမှာပါတဲ့အကြီးဆုံးထိုင်ညွန်းလေးကိုခြေရောအပြင်ဘက်ကိုထုတ်လိုက်ဒါပေါ်ထုတ်လိုက်တာပေါ့เนาะဒီကိန်းနှန်းကြီးကပေါ်ထုတ်လိုက် အဲ့လိုထုတ်လိုက်တဲ့အတွက် tree a ဆိုပွဲက tree ပဲကြာမယ် minus 4s 4s ကနေเนาะ a စကွဲကိုချက်တော့ထုတ်ရတာဆိုတော့ဒီလိုလေးဖြစ်သွားတာเนาะ 4s over a စကွဲဆိုတာလေးဖြစ်သွားတာဒီမှာကလည်း 2over a စကွဲဆိုတာလေးဒီလိုလေးဖြစ်သွားတာเนาะအဲ့တော့မှာ limit a tends to infinity เนาะပြီးတော့မှာ a စကွဲဘုံထုတ်ထားတယ်3 minus ဒီမှာက4 over x ဖြစ်မယ် plus 2 over a စကွဲဆိုပြီးဒီဖြစ်မယ်เนาะအဲ့တော့ဒီပထမအဦးဆုံးဒီအဆင့်လေးရနေပြီးတော့ဒီကိုတကယ်လို့ကနားလဲလဲဆိုဒီလိုတက်ပြီးရေးလို့ရတယ်เนาะဒီအဆင့်ရကဒီ share ကထပ်ပြီးတော့အပူလေးရှင်းပြထားတာဖြစ်တယ်အဲ့တော့ share တို့ဒီလိုရပြီဆိုတော့မှစာတဲ့တော့ပဲပေါ့နော် infinity စာတဲ့တော့ရှေ့ရ a စကွဲနေရာမှာလဲ infinity square ဆိုတော့သူကဘာပဲလဲ infinity ရမှာဖြစ်တယ်နောက်တစ်ခါ3 minus 4 over infinity plus 2 over infinity ပဲအဲ့တော့ infinity ဟုတ်ပြီနော်3 minus 0 plus 0ဆိုရရဟုတ်လားအဲ့တော့ infinity နဲ့ဘာနဲ့ပဲကြံတော့ရလဲဆိုရင်နော် equal to ဆက်ဒီဘက်လေးမှာဆက်တွဲပြရမယ် infinity into 3ဆိုတာဒါကြောင့်သူ့ရဲ့အဖြစ်ဒီ infinity ရပါတယ်။ဒါဒါလေးရတယ်ဒီ infinity အစအတွင်းနဲ့ limit အမှုရှာတဲ့ခါလေးရတော့ပို့ပြီးတော့အရေးကြီးပါတယ်နော်။ဒါဒီဟာတွေကတော့ zero ရဲ့ဒီ grade 11နဲ့ဆိုရင်တော့ဒါ infinity law ဆိုတာလေးရှိပါတယ်ဆိုတော့ဒီ law လေးကိုသိဖို့လိုပါတယ်เนาะမင်္ဂလာပါ